ကျောင်းဆင်းလာတဲ့ဒိုးကျောင်းဆင်းလာတဲ့ရှေ့တန်းကျောင်းဆင်းလာတဲ့သွားခုနကလိုစစ်စင်ရင်းနေမြေသူတို့ကြတော့တေးမှာကြောက်လိကြလာနော်အဲ့ဒီအချိန်မှာအချက်လိုက်ပြီးလိုက်ရမှာတဲ့အဲ့လိုမင်္ဂလာပါဗျာနှစ်တက်ပေါ့နော်ဒါဒီနေ့ကတော့နှစ်တက်ဒီလိုနှစ်တက်မှာပဲမင်းအောင်လိုင်းဆိုတဲ့ပေါ့လို့ဘေးစားပေါ့လို့ဘေးစားစကားတွေတက်ပြောတာပေါ့အဲ့ဒါ အဲ့ဒါတော့ဒါငလင်တဲ့ဆိုးရယုံနေပြန်လဲတိဆောက်ရေးဒါအာသွန်ကွန်ဆိုက်သူလောက်ရမယ်ပေါ့နော်ဆိုးရယုံနေဒါဆိုးရယုံနေဆိုတော့သူတို့ယုံနေပါသူတို့ယုံနေတော်တော်ကိုချင်းနေဆိုးဆိုးဝါအနေထားနဲ့ကြုံလဲရတာပေါ့နော်ငလင်တန်ခံစားလဲရတယ်ချို့နေရာတွေကောင်းနေထွက်ပြေးကြတယ်တွေ့ရမလားအိုးဖြစ်တဲ့အချိန်မှာထွက်ပြေးကြဒါဒင်းတော့ကအမှတ်ပြင်ရိုက်ယူလိုက်နိုင်တဲ့အမှတ်တမ်းကြောင့်မလို့ပေါ့နော်သူတို့ကြတော့တေးမှာကြောက်လိကြတာနော်အဲ့ဒီအချိန်မှာအချက်လိုက်ပြီးလဲရမှာတဲ့အဲ့လိုပုံစံမျိုးဒါသူပြောလာတာရှိတယ်ပေါ့နော်မဆောက်လို့လည်းမရဘူးဘာဖြစ်လို့လဲဆိုတော့အခုဆိုရင် ဒီရုံးမတက်ဘူးဆိုပြီးတော့ဆန္ဒပြတဲ့အဆင့်နေထိသူတို့ဂျုံနေရတယ်။စူပူတဲ့အဆင့်နေထိသူတို့ဂျုံနေရတယ်ဆိုပြီးတော့ဒါအတွင်းကသတင်းရင်းမြစ်တွေစီကနေသိရတယ်ဗောနော်။အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ဒီလောက်ကြီးဒီစုပ်ပြတ်တက်နေတဲ့အနေထားမှာဘယ်ဒါရုံးတက်ခိုင်းတာမျိုးတွေရှိတယ်။ဒါပေမဲ့တက်တဲ့အချိန်ကြီးကျတော့လည်းရုံးကအဆင်မပြေဘူးဗောနော်။အဲ့လိုဟာမျိုးမှာဒါဇွတ်တင်သူတို့ဖြစ်ချင်တာပဲလောက်ခိုင်းနေတော့အဆင်မပြေတာကြီးဂျုံနေကြတယ်ဗောနော်။ပြောနိုင်ငံရဲ့ပြည်ထနာကိုတဲ့နိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းဖို့ဖိတ်ခေါ်ထားပြီးတော့ဒါရွေးကောက်ပွဲမှာပူးပေါင်းဆောင်ရွက်ဖို့ဆိုပြီးတော့ဒါပြောထားတယ်ဗောနော် ဒီရွေးကောက်ပွဲကိုပဲသူဥတည်နေတယ်ပေါ့နော်ပြီးတော့နိုင်ငံရေးနီးနယ်ပဲဖြည့်ရှင်းဖို့အတွက်သူပြောခဲ့တဲ့စကားရှိမှချိန်ပေါင်းမနေဘူးချိန်ပေါင်းမနေအဲ့လိုမျိုးဖြည့်ရှင်းလို့မရလို့အခုလိုလက်နက်ကင်လမ်းစဉ်နဲ့ဒါရွေးချယ်ပြီးတော့ဒေါ်လိုင်းတက်ဖွဲ့တွေကဖြည့်ရှင်းနေရတာပေါ့နော်ဖြည့်ရှင်းနေရတဲ့အနေထားကိုသူကဒီဥစ္စာကိုဒါသူကပြန်ပြီးတော့ဒါရွေးကောက်ပွဲမှာပူးပေါင်းဖို့ဆိုပြီးတော့အရှက်မရှိပြောရတာပေါ့ဗျာအဲပုံမှန်ဆိုရင်ဒါသူ့အနေနဲ့ဒါနိုင်စရာအကြောင်းမရှိတော့တဲ့တိုက်ပွဲတစ်ခုကိုသူဆက်တိုက်ဖို့ အာမဖြစ်နိုင်တော့ဘူးလေနော်သူသူဒီချိန်မှာဆိုရင်နားလေရဒါပေမဲ့အဲ့ဒီနေရာမှာမင်းအွန်လိုင်းဖြစ်နေလို့ကိုဒီလိုမျိုးပေါက်လို့ပဲစားတွေဆက်လုံနေသေးတာပေါ့နော်တကယ်အုံနောက်ရှိတဲ့သူဆိုရင်ဒီချင်းဒီအဆင့်ဒီအချိန်နေ ठी မဖြစ်လာတော့ဘူးအတမ်းမဲ့လေဒီကောင်းမှုလို့ကိုဒီလိုမျိုးတွေပေါက်လို့ပဲစားတွေပြောနေတာပေါ့နော်နိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းလို့မရလို့ဖြည့်ရှင်းလို့မရအောင်လဲဒီကောင်းနေလောက်ခဲ့လို့အခုလိုမျိုးအဆင့်နေ ठी ဖြစ်လာတာပေါ့နော်အဲ့တော့နောက်တစ်ခုကဒါ2025ခုနှစ်မှာကျင်းပဖို့ပြင်ဆင်နေတဲ့ ဒီရွေးကောက်ပွဲမှာပေါ့နော်ပြည်တွင်းပြည်ပရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့တွေကိုတဲ့စောင့်ကြည့်လေ့လာခွင့်ပေးသွားမယ်ဆိုပြီးတော့ဒါပြောထားတယ်ပေါ့နော်အဲရွေးကောက်ပွဲကသူ့အတွက်အသက်အမြတ်အရေးကြီးနေတာဒါဟုတ်လဲကျွန်တော်အကုန်လုံးကသိထားပြီးသားအဲအဲ့ဒီဟာကိုပဲသူပြင်ဆင်လာတဲ့ပုံစံကပေါ့နော်သူကသူများကိုလှုပ်ခဲတာဖြစ်တဲ့အတွက်သူ့ကိုပြန်လှုပ်ခံရမှာကြောက်တော့သူကအခုလိုမျိုးဒါစောင့်ကြည့်လေ့လာခွင့်ပေးမယ်ဆိုပြီးတော့ဒါစောင့်ကြည့်လေ့လာရေးအဖွဲ့တွေပြီးရင်ဒါပြည်တွင်းပြည်ပဆိုပြီးတော့ပြောထားတယ်ပြည်တွင်းမှာရှိတဲ့သူဆိုတာကလည်းသူ့ကိုထောက်ခံတဲ့ကောင်တွေကြီးပဲ သူ့ကိုထောက်ခံတဲ့ပါတီတွေကြီးပဲပြီးရင်အဲပြည်ပမှာရှိပါတယ်ဆိုတော့နိုင်ငံတွေကိုကြည့်လိုက်ပြန်တော့လေသူပြောရတဲ့အထဲမှာဒါရုရှားဗလာရုပါတယ်အိန္ဒိယပါတယ်ကမ္ဘောဒီးယားနဲ့ထိုင်းအများစုကဒါသူနဲ့အဆင်ပြေပြေဟိုဟာဖြစ်တယ်ဆိုတော့သူ့ကိုထောက်ခံပါတယ်ဆိုတော့ကောင်းနေသူ့ကိုအဲခုနကလိုဆက်ဆံနေပါတယ်ဆိုတော့ကောင်းနေပေါ့နော်အဲ့လိုကောင်မျိုးတွေကပဲဒီဥစ္စာကိုစောင့်ကြည့်မှာအဲ့တော့ကျတော့ဘာထူးမှာလဲဒီဒီရွေးကောက်ပွဲကသူပဲအနိုင်ရအောင်စူးစမ်းမယ်ဆိုတဲ့ဟာကြီးကပေါ်လွင်နေပြီးသားပေါ့နော်အဲ့တော့ရွေးကောက်ပွဲလုတ်ပြီးဆိုတာနဲ့သူကဒီဥစ္စာတွေကို သူ့ကိုလုံးဝဟာကွက်မရှိအောင်သူပုံစံမျိုးလုပ်နေတယ်ပေါ့နော်အဲငါလုတ်တယ်ဟုတ်တယ်ငါတို့နိုင်သွားတယ်ဒါပေမဲ့ငါတို့တရားမျှတစွာနဲ့နိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ငါတို့မှာပြည်တွင်းမှာလည်းစောင့်ကြည့်လေးလာရေးဖွဲ့တွေရှိတယ်ပြည်ပမှာလည်းရှိတယ်လွတ်လပ်စွာစောင့်ကြည့်လေးလာခွင့်လည်းပေးထားတယ်ဆိုပြီးတော့သူလုံးမဲ့အကွက်အဲတော့ကြအဲဒီကောက်ပွဲလုတ်ဖြစ်ပြီဆိုတာနဲ့ဒီကောက်အောင်မြင်ပြီလို့ပြောလို့ရတဲ့အနေထားအကြောင်းပါလို့မလဲကျောင်းစဉ်းစားဖို့လိုတယ်။ဘာလို့လဲဆိုတော့သူတို့လုံနေတဲ့အကွက်ကသူများကိုလုတ်ခဲ့တာဖြစ်တဲ့အတွက်ပေါ့နော်။ဒါ ဒီပြည်သူရွေးကောက်တင်မြောက်ထားတဲ့အစိုးရကိုဒါနိုင်တဲ့စီးနင်းပုံစံမျိုးလုပ်ပြီးတော့သူတို့တွေလုပ်ခဲ့တာဖြစ်လို့မမျှတဘူးလို့မတမာဘူးလို့ဒါမျိုးပုံစံမျိုးတွေနဲ့အခုချိန်ထိလည်းဆွဆွဲနေတော့အဲ့လိုမျိုးဆွဆွဲမှုတွေကို तू ပြန်ခံစားရမှာ तू ကြုံရမှာကြောက်တဲ့အတွက်သူကအခုလိုမျိုးကာထားတာကျွန်တော်တော့အဲ့လိုပဲမြင်ဘာလို့လဲဆိုတော့အဲ तू तू ပြောမှာပဲလေငါနိုင်ဝါးကြီးတွေ့လာငါဒါစောင့်ကြည့်လေးလာရဲ့အဖွဲတွေအားစားငါလွတ်လပ်စွာလေးလာခွင့်ပေးထားတယ်စောင့်ကြည့်ခွင့်ပေးထားတယ်ပေါ့နော် ပြည်တွင်းနဲ့မဟုတ်ပြည်ပနိုင်ငံနေရာဆောင်ကဖိတ်ခေါ်ပြီးတော့စောင့်ကြည့်လေ့လာခိုင်းထားတယ်။အဲကြတော့ဒီဒီဒီရွေးကောက်ပွဲမှာငါနိုင်နေဆိုတာတမန်တမန်ရှိတယ်တရားမြတ်တာလည်းဆိုပြီးတော့သူလှုပ်ချင်တာပါနော်။အဲကြတော့ဒီရွေးကောက်ပွဲဖြစ်ပြီးဆိုတာနဲ့သူတို့လှုပ်လို့အကောင့်ထဲပေါ်သွားပြီးဖြစ်ပြီးဆိုတာနဲ့သူအနိုင်ရပြီဆိုပြီးပြောလို့ရတဲ့အနေအထားဖြစ်သွားမှာ။ အဲအဲ့ဒါဆိုရင်ဘာတွေဆက်ပြီးကြုံရမလဲဒါကျွန်တော်တို့အားလုံးသိထားပြီးသားပဲဒီကောင်ဆက်ပြီးတဆိုးရှင်နေမယ်ဒီကောင်ဆက်ပြီးအာနာရနေမယ်ဒီကောင်ဆက်ပြီးတော့နိုင်ငံကိုအတုံးချပြီးကိုကျိုးရှာနေဦးမှာပဲအဲတော့ကြအဲ့လိုဟာမျိုးကိုကျွန်တော်ထွက်ပေါက်တစ်ခုအနေနဲ့ဘလို့ပေးတဲ့လဲဘလို့ပုံစံမျိုးလှုပ်တဲ့လဲအဲထွက်ပေါက်မရအောင်ပေါ့နော်ဘလို့ပုံစံလှုပ်တဲ့လဲဆိုတာတွေကိုဒီချိန်မှာဥဆောင်သူတွေအနေနဲ့ကသေချာလေးဆွေးနွေးပြီးတော့အစီအမံတွေအကောင့်ထဲပေါ်သိနေပြီလို့ကျွန်တော်ယူဆတယ်ပေါ့နော်နောက်တစ်ခုကတော့တခုခုဆိုတိုင်းမှာဒါစစ်တပ်ဘက်ကကောင်တွေက ချက်ချင်းလန့်ငင်သူတို့ထုတ်ပြန်တာမျိုးတွေလုပ်တယ်အဲအဓိကတော့သူတို့မှာဒါမီဒီယာပုံစံမျိုးကိုပြ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 ဖြစ်အောင်လည်းလုပ်ထားတယ်မြန်မာတံမဲ့ဖြစ်ဖြစ်မြောက်တွေပဲဖြစ်ဖြစ်ကျွန်တော်တို့ဘလောက်ပဲသူတို့ကိုဒါဝါရဖြန့် channel တွေပါဝါရဖြန့်ရုပ်သံတွေပါဆိုပြီးတော့ဘလောက်ပဲပြောပြောသူတို့ဘက်ကတော့ဒါသူတို့ရဲ့တရားဝင်ထုတ်ပြန်တဲ့နေရာမျိုးဖြစ်တယ်အဲဥစ္စာကိုလည်းတိမဲ့ပြုတ်ထားတဲ့ချားနိုင်ငံကဖွဲ့တွေလည်းရှိကြတာပဲပေါ့နော်ပြီးတော့ဒီနိုင်ငံအတွင်းမှာဆိုလေဒီဥစ္စာကိုသူကတရားဝင်ပုံစံမျိုးနဲ့ပြောထားတာဖြစ်တဲ့အတွက်သူတို့ရဲ့ထုတ်ပြန်ချက်တွေကဒီကနေပြီးတော့မြန်မြန်ဆန်ဆန်တက်လာတာမျိုးတွေကအမြဲတမ်းတွေ့ရတယ် ျွန်တော်ဘက်ကအဲ့လိုမျိုးပုံစံမျိုးလုပ်ဖို့အတွက်အရန်အရေးကြီးတယ်ကျွန်တော်ဘက်ကဒါမျိုးတုံ့ပြန်ဖို့အတွက်အရန်အရေးကြီးတယ်ကျွန်တော်ဘက်မှာလည်းခိုင်ခိုင်မာမာပုံစံမျိုးရှိတဲ့နဲ့ပြီးရင်ပေါ့ပေါ့မြမြောက်ရှိတဲ့နဲ့အဲတခုခုဆိုရင်တုံ့ပြန်နိုင်တဲ့လှင်လင်းမြန်မြန်တုံ့ပြန်နိုင်တဲ့ပုံစံမျိုးကျွန်တော်ကတော့ရှိစေချင်တယ်ဗောနော်အဓိကဒါကျွန်တော်မြင်တဲ့အမြင်ပါဘာဖြစ်လို့လဲဆိုတော့တခုခုဆိုရင်ကျွန်တော်တို့ကဒါကျွန်တော်ဥဆောင်သူတွေအနေနဲ့နောက်ကနေလိုက်ပြီးဖြည့်ရှင်းနေရတဲ့ဟာကတိတ်တော့တော့မကြဘူးဗောနော် အဲအဲကြတော့ရှေ့ကနေဥဆောင်ပြီးတော့လုံနိုင်မဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့စီစဉ်ထားသင့်ပြီလို့ကျွန်တော်တို့မြင်တယ်ပေါ့နော်နောက်တစ်ခုကတော့ဒါကြောင့်ဒါသစ်ကောင်စီအာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဆိုမြောက်လိုင်းပေါ့နော်မြောက်လိုင်းကဒါနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်းနယ်ပယ်လိုက်ထူးချွန်ပြောင်းပေါက်စွာဒါကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ဒီပုံကိုတွေဆိုပြီးတော့အဲသူပေးခြင်းတဲ့កောင်းနေပေါ့နော်အဲ့កောင်းနေကိုဒါအခုဒါဘွယ်ဓူးဂုံဓူးတွေပေးတာမျိုးတွေရှိလာတယ်ပေါ့နော်အဲ့ထဲမှာဒုတိယဘိုလ်ချုပ်ကြီးဆိုရင်ဒါ၅ရောက်ပါတယ်ဘိုလ်ချုပ်အဆင့်ဆိုရင်၂ရောက်ပါတယ်ပေါ့နော်အဲ့လိုកောင်းမျိုးတွေကိုပေးရတယ်တွေ့ရတယ်ပြီးတော့ဒါအခြားကဏ္ဍတွေပေါ့နော်အခြားဝင်ကြီးဌာနကာဝေးဝင်ကြီးဌာနလိုနေရာမျိုးတွေအဲစင်းစစ်ချုပ်ယုံတို့ပြည်တော်စုယာဓူးဝန်အဖွဲ့တို့မန်လေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မွန်ပြည်နယ်အစိုးရအဖွဲ့တို့ကာဝေးဝင်ကြီးဌာနနိုင်ငံခြားရေးဝင်ကြီးဌာနရင်းချေးဝန်ကြီးဌာန နေဘယ်လိုက်နေဘယ်လိုက်အများကြီးပါတာတွေ့ရတယ်အဲ့ဟာကဒါလောရုပ်လုံစင်လို့ပဲပြောရမှာပေါ့နော်ဒါပေမဲ့ခက်စိတ်စိတ်ပေးလာတာတော့အဲခက်စိတ်စိတ်ပေးလာတာကိုတော့ဒါထူးခြားတယ်ပြောရမှာပေါ့ဘာလို့လဲဆိုတော့ရှေ့ပိုင်းကာလတိတ်မကြသေးခင်ကပဲအဲ့လိုပေးတဲ့ဘွယ်တူကုန်တူတွေရှိတယ်အဲပြီးတော့ဒါဒီစစ်တပ်အတိုင်းဝိုင်းဘောက်မှာပေးတာမျိုးတွေလည်းရှိတယ်အခုဆိုရင်အရက်ဘက်အဖွဲ့စည်းတွေဘက်မှာရောအဲပြီးတော့ဒါစစ်ဘက်ကဟာတွေရောသူပေးတာမျိုးတွေဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒါကိုကြည့်ချင်းအဖြစ်ကျွန်တော်က အဲတခုတိရတယ်ဗောနခံမှန်းလို့ရတယ်အဲ့တော့ဘာလဲဆိုတော့ဒီကောင်စီယုံနေတယ်စီယုံနေရတဲ့အဆင်ဖြစ်နေတယ်ဗောနော်အဲပြီးတော့ဒါကသူ့ရဲ့လုံယုံလုံစင်ဆိုရင်တော့မှပဲဒီခက်စိတ်စိတ်လှုပ်လာတဲ့ပုံမှာကြည့်ချင်းအဖြစ်အဲသူ့ကိုထောက်ခံမှုရအောင်သူနီးမျိုးစုံနဲ့ဂျိုးပန်းနေတယ်ဗောနော်အဲဒါတွေကသူ့ကိုအထောက်ပံ့တခုအနေနဲ့သွားဖြစ်စေလိမ့်မယ်အဲအဲဥစ္စာကိုကျွန်တော်တို့တွေဒါသတိထားတဲ့နော်ဗောနော်သတိထားတဲ့နဲ့အဲပြောကြတော့အခုနောက်ပိုင်းသူ့ကိုယုံကြည်မှုတွေနည်းလာတဲ့အပိုင်းကတက်တွင်းမှာလည်းရှိလာ အဲ့ဒါဘာလဲဆိုတော့အဲကျွန်တော်တို့တရလောက်ဆိုရင်အဲမရောက်လိုက်နဲ့စိုးဝင်းနဲ့ဆိုရင်နှစ်ဖွဲ့ကွဲနေတာရှိတယ်ထောက်ခံတဲ့အပိုင်းမှာပေါ့နော်မရောက်လိုက်ရောထောက်ခံတဲ့ကောင်တွေကလည်းတသက်ရှိတယ်လို့ဒါတက်ထဲမှာနော်အဲစစ်သားတွေချင်းချင်းကြားမှာအဲစိုးဝင်းကိုထောက်ခံတဲ့ဘိုင်းလည်းရှိတယ်အဲစိုးဝင်းကိုကြတော့အမေရောင်းလိုက်လုံနေတဲ့လုံရက်တွေကလုံးဝအဆင်မပြေဘူးပေါ့နော်အခုဖြစ်နေတဲ့စစ်သားတွေရဲ့ဘဝကတခါမှမကြုံဘူးတဲ့ဟာတွေဖြစ်နေတယ်ပေါ့နော်အဲတော့ကြာမေရောင်းလိုက်နေရာမှာစိုးဝင်းသာဖြစ်တဲ့နေဆိုပြီးတော့ဒါစိုးဝင်းကိုလိုလားနေတဲ့အဖွဲ့တွေလည်းရှိသလိုအမေရောင်းလိုက်အခုလိုမျိုးဒါလုံနေတယ်ဆိုတဲ့ဟာတွေကပေါ့နော် တနာညတာစိတ်နဲ့လုံနေတာဒါလုံးဝဟိုပါဘောနော်လွန်လွန်ကျွကျွလှုပ်လိုက်ရင်ဘောနော်ထိခိုက်နစ်နာသွားမှာ၄ရှိမှာဆိုလို့ဆိုပြီးတော့အခုလိုမျိုးဒါလုံးဝပျော့ပျော့ပြောင်ပြောင်နဲ့လုံနေတာဖြစ်တယ်ဆိုပြီးတော့ဒီကောင်းရဲ့လှုပ်ရက်ကိုထောက်ခံတဲ့ကောင်းနေလည်းရှိတယ်နှစ်ဖွဲ့လုံးကတော့အယူကြီးပဲဗောနော်ဒါပေမဲ့အဲအဲ့လိုမျိုးနှစ်ဖွဲ့ကွဲနေတဲ့အချိန်ဒီမှာမင်းအောင်လိုင်ကတော့လုတ်ပိုင်ခွင့်ပိုရှိတာဖြစ်တဲ့အတွက်သူကခုနလိုသူ့ကိုထောက်ခံမဲ့ဗိုလ်ချုပ်တွေဒုတိယဗိုလ်ချုပ်ကြီးတွေပြီးတော့အရက်ဘတ်ဌာနတွေအဲဒီလိုအဖွဲ့တွေကိုသူက ရာထူးကုံထူးတွေပေးတယ်ဘွဲတွေချင်းမြင့်တယ်ချင်းမြင့်ပြီးတော့သူပေးတာဗောသူပေးတာဖြစ်တဲ့အတွက်သူ့ကိုပို့ပြီးတော့ထောက်ခံအောင်သူစီယုံနေရတယ်ဗောနော်အဓိကတက်တွင်းမှာအကွဲပြဲပုံစံမျိုးတွေလည်းကျွန်တော်တောက်လျှောက်ကြားသိနေရတာရှိသလိုလက်ရှိလည်းဖြစ်နေတုံးပဲဗောနော်နောက်ထပ်ဖြစ်လာမှတွေကိုဒီကောင်နေရိမ့်မိတဲ့အတွက်သူ့ကိုထောက်ခံအောင်လည်းသူနီးမျိုးစုံနဲ့တုံးတဲ့အခါဒီနီးလိုင်းကိုတုံးနေရမျိုးဖြစ်တယ်ဗောနော်နောက်တစ်ခုကဒါကျွန်တော်အတွင်းကနေသိရတဲ့သတင်းအဲ့ဒီသတင်းလည်းအာအားရစရာပါတယ်ဗောနော်အဲ့ဒါပါလဲဆိုတော့ဒါတက်ကြည်စီရေး ဒါပြီးရင်ဒါဟိုပုံးစင်းပေါ့နော်ဟိုပုံးစင်းတက်ချက်ကြီးတွေအဒီအဖွဲတွေကို OTS ဘူရွေးအဖွဲပေါ့နော်ဒါအဲ OTS ဒါဘူရွေးပေါ့နော်အဲဘူရွေးတင်တန်းဘူဘူတင်တန်းပေါ့နော်အဲဥစ္စာမှာသူက20နှစ်နောက်ပိုင်းနေပြီးတော့မှသူကလှုပ်ဖို့ရှိတယ်အဲဘူလောင်းရွေးမယ်ပေါ့နော်အရင်တုန်းကဆိုရင်သူကတိုင်းအဆင့်ကိုအရင်ဖြေရတယ်ဖြေပြီးမှနေပြီးတော့အဆင့်ကိုသူကဘူရွေးမှပြန်စစ်တာပေါ့နော်အဲအဆင့်ဆင့်သွားရတဲ့ပုံစံမျိုးပေါ့နော်ဒါပုံမှန်လုပ်နေကြပုံစံမျိုးဒါပေမဲ့အခုကျအဲ့လိုမဟုတ်တော့ဘူးအဲ့တိုင်းအဆင့်မရှိတော့ဘူး တိုင်းဆင့်ကျော်သွားတယ်တိုင်းဆစ်ဆစ်ဆေးတဲ့ဟာအကုန်ကျော်သွားတယ်ပြီးရင်တိုင်းအဆင့်မှာအကုန်လုံးအောင်အောင်ဘေးပြစ်တယ်ကြရက်ကောင်မရှိဘူးအကုန်အောင်အောင်ဘေးပြစ်တယ်အဲ့တော့ကျတော့အဲအခုဆိုရင်ဒါထားရတာ Navy Dor တခုလည်းပဲကြံမှာပေါ့နော် Navy Dor ပါလဲဒီကောင်တွေအောင်မှာပဲဘာလို့လဲဆိုတော့လူလိုးနေတာလူလိုးနေတာဒေဘေးမဲ့ကောင်တွေလိုနေတာလိုနေတာဖြစ်တဲ့အတွက်ဒီဥစ္စာတွေအကုန်လုံးအောင်အောင်ဘေးဘာမှဆစ်ဆေးတာတွေဘာတွေညာတွေစီစစ်တာတွေအရေးချင်းမကိုက်ညီတာတွေကိုက်ညီတာတွေဘာမှသူတို့စိတ်ဝင်စားမှာမဟုတ်ဘူး အဓိကတော့လူအင်အားလူအင်အားသူတို့လိုအပ်နေတာဖြစ်တယ်နောက်တစ်ခုကဒါရှေ့တန်းရောက်နေတဲ့ကောင်တွေကိုဒါအခုရဲရင်နဲ့ပြန်ခေါ်တယ်အဲခုနကလို့ဖြည့်ရမယ့်ကောင်တွေပေါ့နော်တကြက်ကြီးတွေတကြက်ကြီးဆေးတွေကိုရဲရင်နဲ့ပြန်ခေါ်တယ်နေပြည်တော်ကိုပြန်ပို့တယ်ပေါ့နော်အခုဆိုဒါနမခမုံရွာထဲမှာရောက်နေတဲ့အဖွဲ့တွေလည်းရှိကြတယ်ပေါ့နော်အဲဒီရက်ထဲမှာပဲချက်ချင်းခေါ်ဆောင်မှုအတွက်ကိုသူတို့လုပ်နေတာရှိတယ်ပြီးတော့ဒါအရင်တုန်းကဆိုရင်ဒါတပွင့်ကောင်တွေပေါ့နော်တပွင့်အကြောင်းစင်းကစားတပွင့်ကောင်တွေကိုရှေ့တန်းမလှုပ်ဘူးသူကတစ်နှစ်နောက်တန်းမှာထားရတယ် နောက်တန်းမှာထားပြီးတော့သူအတွေ့အကြုံတွေယူမယ်ဒီစစ်တပ်ရဲ့သဘောတော်ဝါဝတွေအုပ်ချုပ်မှုကိစ္စနဲ့ဆိုင်တဲ့ဟာတွေဒါမျိုးတွေကိုသူလေ့လာမယ်အောက်ခြေသိမ်းအလုပ်တွေသူလုပ်ရမယ်ပြီးမှပဲသူကခုနလိုရှေ့တန်းလိုနေရာမျိုးပို့ဆောင်တယ်ပေါ့နော်အဲပြီးရင်အဲ့လိုမျိုးဒါအဲဒီတပွင့်ပွားနဲ့ပို့ဆောင်လိုက်တဲ့အခါကျတော့ဘာမှမသိနားမလဲပဲနဲ့ ပြဿနာတွေမကင်တွယ်တဲ့အဲ့ခါကျရင်အေးအေးယူခံရတာတွေယာရုကြခံရတာယာရုလျှော့ခံရတာတွေယာရုရက်တန့်ခံရတာမျိုးတွေဖြစ်မှာဆိုလို့ဆိုရခုနလိုစီစဉ်ထားတာဒါပေမဲ့အခုကျအဲ့လိုမဟုတ်တော့ဘူးចောင်းစင်တာနဲ့ဒိုးចောင်းစင်တာနဲ့ရှိတဲ့ចောင်းစင်တာနဲ့သွားခုနလိုစစ်စင်ရင်းနေမြေဒါမျိုးပုံစံမျိုးတွေပို့နေရရလဲရှိလာတယ်ပေါ့နော်အခုဆိုရင်အဲ့လိုပုံစံမျိုးမဟုတ်ဖဲနဲ့ပေါ့နော်ဒါတို့မှအချိန်မရှိတော့တာကြီးပြင်အင်အားလိုရချက်တွေကြောင့်မလို့ဒါအရင်နှုံးကအဲအဲ့လိုလောက်ခဲ့တဲ့စီမင်းစီကံတွေအကုန်လုံးကိုဖျက်ပြီးတော့ပေါ့နော်အဲလောကမြင်းမြန်ဆန်းဆန်း မြန်မြန်ဆက်ဆက်ရရှိပေးဆိုလဲပေးပြင်မယ်အဲခုနကလို့ရှင်းတဲ့ထွက်ရမဟေးဆိုလဲလွတ်ပြင်မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာနေတယ်ပေါ့နော်နောက်တစ်ခါဒါအရင်တော့တီးသလောက်ဆိုရင်ဒါမျိုးမျိုးသမီးတက်ချက်ကြီးပေါ့နော်အဲ့ဒါတွေကဘူလောင်းဖြေခွင့်မရှိဘူးဆိုရသိရတယ်ဒါပေမဲ့အခုတော့အဲ့မျိုးသမီးတက်ချက်ကြီးတရားစဒါဘူလောင်းဖြေခွင့်ရနေပြီပေါ့နော်အဲဖြေခွင့်ပေးလိုက်ပြီပေါ့နော်ဒီဟိုပုံးစင်းနေတက်ချက်ကြီးစရေးတွေဆိုတာပေါ့နော်အဲသူတို့ကိုစပြီးတော့ခေါ်ပြီဆိုနေခေါ်စာထဲမှာပါတယ်အဲ့ဒါဘာလဲဆိုတော့တမရော်ကြီးရည်လေလက်ရုံးဝန်ထမ်းတက်ဖွဲ့တခုခုတွင် ပညာသည်တက်ချက်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးမည်ဆိုပြီးတော့အဲ့လိုမျိုးကိုဒါအတီလင်းစာနဲ့ရေးပြီးတော့ခေါ်တာပေါ့နော်အဲ့သူတို့ရဲ့ခေါ်စာထဲမှာအဲ့စာကြောင်းပါပြီးသားဒါပေမဲ့လက်ရှိဖြစ်နေတဲ့အနေအထားအရအဲ့ရုံးမှာနေရပါမယ်ဆိုတော့လက်ရုံးဝန်ထမ်းမှာနေရပါမယ်ဆိုတော့ခုနတက်ချက်ကြီးတွေတက်ချက်ကြီးစီးရေးတွေဟာရှေ့တန်းစစ်မြေပြင်သွားနေရတချို့ဆိုရင်၃နှစ်ကျော်သွားပြီတချို့ဆိုရင်၂နှစ်ကျော်သွားပြီအဲတချို့ဆိုရင်အခုဘိုလောင်းဖြစ်ရမယ်ဆိုမှပြန်လာရတယ်ပြန်လာအဲ့လိုအနေအထားမျိုးတွေဒီဖြစ်နေပြီဆိုတော့ဟာကိုလည်းသိရတယ်ပေါ့နော် အဲအဲ့ဒါကိုသုံးသပ်ရမယ်ဆိုရင်ခုနလိုအဲသူတို့မှာအချိန်မရှိဘူးသူတို့မှာအချိန်လိုအပ်ချက်အရန်ကြီးမားတယ်အဲ့ဒါကြောင့်မလို့အဆင့်နေကြော်ပြစ်တယ်တိုင်းစင်နေမျိုးနယ်စင်နေစင်စင်စစ်စေးတာရပါတယ်မလုပ်တော့သွားကွာနေပြီးတော့စင်နောက်ဆုံးစင်မဲ့စစ်စေးလိုက်မယ်ပြီးရတယ်အကုန်လုံးအောင်ပေးမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်နောက်တစ်ခုကအင်အားလိုအပ်ချက်ပေါ့နော်အင်အားလိုအပ်ချက်ကြောင့်မလို့အရင်တော့ဖြည့်ဆို့ခွင့်မရှိတဲ့မျိုးသမီးတွေကစားဖြည့်ဆို့ခိုင်းတာမျိုးတွေရှိတယ်ပြောမရဘူးနောက်ပိုင်းနေမှာအဲ့မျိုးသမီးတွေကစားရှေ့တန်းလိုက်ပြီးတော့စစ်ပွဲမှာပေါဝင်တိုက်ခိုင်းရင်တိုက်ခိုင်းနေမှာပေါ့နော်အသေးခံခိုင်းရင်အသေးခံခိုင်းနေမှာအဲ့တော့ဒီဥစ္စာတွေကလည်းဒါ ကြားရတဲ့အဲအားရစရာသတင်းတွေပေါ့နော်နောက်တစ်ခုကတော့ဒါနေပြည်တော်ဝန်ထမ်းအိမ်ယာပေါ့နော်ငလင်တန်ခန်းစားလိုက်ရတဲ့ဝန်ထမ်းအိမ်ယာဒီအဆောက်အဦးတွေပေါ့နော်အဲ့အဆောက်အဦးတွေမှာသူကဆေးရောင်နေလာချေတယ်ပေါ့နော်အဲဘာလဲဆိုတော့အဲအပြာအဝါအနီဆိုပြီးတော့သူကလာပြီးတော့ဆေးရောင်တတ်မှတ်တယ်ပေါ့နော်အဲဒီအပြာဆိုရင်သူကလူနေလို့ရတယ်ဆိုပြီးတော့ပြောတာမပြင်ပေးဘူးပေါ့လူလူနေခိုင်းမယ်ပေါ့နော်အဝါကကျတော့အတက်အဆင်းခွင့်ပြုတယ် လူတော့နေလို့မရဘူးပစ္စည်းတွေပါလေကြံနေဆိုရင်သွားယူလို့ရတယ်အတက်ဆင်းခွင့်ပြုတယ်ပေါ့နော်အဲတိတ်ပြီးတော့ပြဿနာမရှိဘူးဆိုရင်တို့တတ်မှတ်တာပေါ့အေးပြီးရင်အနီအနီကကြတော့လုံးဝနေလို့မရအနီရှိတယ်ဆိုပြီးတော့ပြောကျွန်တော်ထင်ပါတယ်အနီကပုံများပါပေါ့နော်အနီနဲ့အဲဒီခုနအဝါနဲ့ကပုံများလိမ့်မယ်ပေါ့နော်ဘာဖြစ်ဖြစ်တို့ကြုံနေရတဲ့အနေထားကတော်တော်ကိုခက်ခက်ခဲခဲပုံစံမျိုးကြုံနေရတာဒီဝန်ထမ်းတွေကိုတို့ဆက်ပြီးတော့ထိမ့်သိမ့်နိုင်ဖို့အတွက်ကအစတို့ရဲ့နေထိုင်ရေးစားတောက်ရေးအဲအဲ့အခက်ခဲတွေဝါစာတို့ဖြည့်ရှင်းနိုင်မှုမရှိသေးဘူးအခုနလိုပေါ့နော်ဟို လောလောလလတ်ဖြစ်နေတဲ့အနေအထားအကြောင်းမလို့ရှုပ်နေတယ်ဆိုရင်တော့မှအချိန်ကာလကြာလာနဲ့မျှလုတ်ပေးရမယ့်ဟာတွေရှိတယ်။ဒါပေမဲ့အဲ့ဥစ္စာတွေကိုတော့မှတို့ပြည့်ပြည့်စုံစုံဖြစ်အောင်မလုတ်ပေးနိုင်ဘူး။အခုဆိုရင်နေစရာရှားပါတဲ့ပြဿနာမျိုးတွေဒီဝန်ထမ်းကိစ္စတွေဖြစ်နေတယ်ပေါ့နော်။အဲပြီးတော့ကြာအဲ့တို့တွေကိုအဲဒီလောက်ဖြစ်နေတဲ့ဂျားတွေကမှယုံတက်ခိုင်းတယ်။ယုံတက်တော့မှသာအဲခွင့်တော့ပြတော့ဗာလဲဆိုတော့တပတ်တက်တပတ်နာအဲ့လိုပုံစံမျိုးတော့ပြီးတယ်ပေါ့နော်။အဲ့တော့ဘာထူးမှလဲကျွန်တော်ပြောတာဒီငလင်းနံခန်းစားရတဲ့ဟာကိုတို့တွေအဆင်ပြေအောင်မလုတ်ပေးသေးရွေးပေါ့နော်။ ဒီလူတွေကအဲ့ပြဿနာတွေနဲ့ကြုံနေအောင်ပါအဲ့ကြားထဲမှာသူကရုံးမှာတက်ရအောင်ပဲဆိုတော့ကြတော့ဒီနန်းစီရဲနေဘွားပေါ့နော်ဒါတွေးကြည့်ရင်ရင်နာစရာကောင်းပါလေပေါ့နော်အဲ့တော့အဲ့ကြားထဲမှာဒီဘဘကြီးကိုထောက်ခံနေပါသေးတယ်ဆိုရင်တော့လေသဘောပေါ့နော်အဲ့တော့ဒီရက်ထဲမှာကြားရတဲ့သတင်းတွေကတော့ဒီသတင်းတွေရှိပါတယ်အဲ့သတင်းတွေနေထဲကပေါ့နော်အဲအတက်စရာအကြောင်းအရာတွေကိုခုလိုမျိုးဒါကျွန်တော်အမြင်ပေါ့နော်ကျွန်တော်ယူဆချက်လေးတွေကိုခုလိုပြန်မျှဝေပေးရဖြစ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်